ကချင်ပြည်မြောက်ပိုင်းတယုံနယ်ဆက်အနီးကဆေးရဲချင်းနေတင်းမာမှုတည်င်းနဲ့စပါမယ်။ ကချင်ပြည်ပူရာဦးခရိုင်ခေါလန်ဖူးမြို့နယ်ရှိန်ခေါက်ဘက်မှကချင်လူလက်ရည်တပ်မတော် KIA နဲ့မဟာမိတ်တပ်ဖွဲ့တွေကစစ်တပ်နဲ့ပြည်သူ့စစ်ဘူပေါင်းတပ်တွေရဲ့ခံစစ်တပ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။သိမ်းပိုက်ရရှိခဲ့တဲ့စခန်းတွေကတော့အော်တိုဘာလ29ရက်နေ့ကနမ်ချေရွာနဲ့28ရက်နေ့ကငကြလရွာက စခန်းတွေဖြစ်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပါတယ်။ ်ဒီစခန်းတွေဟာလန်ဆယ်အထက်မခေါင်တန်းရွာနဲ့ရှိန်ခေါင်ကြားမှာရှိတာဖြစ်ပါတယ် KIU ပူပေါင်းတပ်တွေအနေနဲ့တိုက်ပွဲအတွင်းစစ်တပ်ဖက်ကလက်နက်ခဲယံတချို့ကိုလည်းတိုက်စီရမိခဲ့ပါတယ်အော်တိုဗလာ29ရက်နေ့မနက်ပိုင်းအထိအဲ့ဒီရွာပတ်ဝန်းကျင်မှာလိုက်လံရှင်းလင်းရေးနဲ့တိုက်ပွဲတွေဆက်ဖြစ်နေစေဖြစ်တယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါရယ် မန္တလေးဒေသကထိတ်ချုံနယ်မြေတွေကိုကာကွယ်ရေးနဲ့ပတ်သက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကအော်တိုဘာလ29ရက်နေ့ညနေပိုင်းမှာထုတ်ပြန်လိုက်တဲ့အကြောင်းပြောပြပါမယ်။ တန်အန်တန် TNL ကစစ်ကော်မရှင်တန်တဲ့အပြစ်ရစဲရေးသဘောတူညီမှုရပြီးတဲ့နောက်မူကုန်းနဲ့မူမိတ်ကနေစုတ်ခွာမယ်လို့တည်င်းထုတ်ပြန်ခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာပဲ MDY PDF ကတော့လက်ရှိထိချုပ်ထားတဲ့နေမြေတွေကိုဆက်လက်ကာကွယ်ထိသိမ်းဖို့အတွက်မိဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရှမ်းမြောက်မှာ TNL ရဲ့30 20ခုစစ်စင်အတွင်း MDI PDF ဟာမန္တလေးတိုင်းထက်ကတပိတ်ချင်းနဲ့စင်ကူမြို့နယ်တွေကိုထိ ंछ ုံနိုင်ခဲ့ပြီးလက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူအုပ်ချုပ်ရေးလုပ်ငန်းတွေပါဖော်ဆောင်နေရဖြစ်ပါတယ် MDYPDF ရဲ့ထုတ်ပြန်ချက်မှာ TNL နာမည်ကိုတိုက်ရိုက်မဖော်ပြထားပေမဲ့ တိုင်းဒါမဟာမိတ်တွေနဲ့ຫນွေဥတော်လည်းရင်အားစုတွေရဲ့ပတ်ပိုးမှုနဲ့ပူပေါင်းလက်သွဲမှုတွေကြောင့်နယ်မြေတွေထိတ်ချုပ်နိုင်ခဲ့တာကိုအလေးထားဖော်ပြထားပါတယ်ဘလို့ကြီးမားတဲ့အခက်အခဲတွေပဲရှိပါစေ Federal Democracy ရရှိရေးနဲ့ဆက်အနာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးဆိုတဲ့ဘုံရီမန်းချက်တိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲသွားမယ်လို့လည်း MDY PDF ကပြည်သူလူထုကို အသိပေးကတိပြုထားပါတယ် စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဆက်သွယ်ထားတဲ့အီယာဝရီမြို့ကယတနာတင်ခတ်တရာကြိုကြပြည့်စည်သွားပြီးတဲ့နောက်စစ်တပ်နဲ့တော်လရင်တပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့နေမြေနှစ်ခုကြားမှာလှုပ်ချုံရေးအခြေအနေဟာအကြီးကျယ်သင်းမာလာနေပါတယ်။တရာပြည့်စည်ပြီးနောက်တနေကုန်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပေ2400ကျော်ရှိလျားတဲ့ယဒနာတင်ခတတားဟာအော်တိုဗာလာ28ရက်ည7:00နာရီခန့်မှာမိုက်ခွဲခံရပြီးဂျူးကျသွားခဲ့တာလို့ဒေတာခန့်တွင်နဲ့စီရီတည်ရင်မြစ်တွေပြောပြချက်အရသိရပါတယ်ဒီတတားပြက်စီးသွားပြီးနောက်တတားပတ်ဝန်းကျင်နဲ့စင်ကူမြို့နယ်ဖက်ကိုစစ်တပ်ကတနေ့လုံးနှီးပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်ဒေတာခန်တွေရဲ့ပြောကြားချက်အရဂျက်လီယင်တွေဟာဆက်တိုက်တဲ့ပြီးဘုံ၅ကြိမ်အထိကျဲချခဲ့တယ်လို့သိရပါတယ် လက်ရှိမှာတဒားရဲ့တဖက်ဖြစ်တဲ့ကြောက်မြောင်ဖက်ချံကိုစစ်တပ်ကထိ ंछ ုပ်ထားပြီးစင်ကူမျိုးနယ်ကိုတော့ MDY PDF ကတိုက်ပိုက်ဆူမှုထားတာကြောင့်စစ်ရေးတင်းမာမှုဟာအမြင့်ဆုံးခြေနေကိုရောက်ရှိနေတာဖြစ်ပါတယ်။တဒားပြည့်စည်မှုနဲ့ပတ်သက်ပြီးဘသူတွေလုတ်တယ်ဆိုတာကိုအတိပြုနိုင်ခြင်းမရှိသေးပဲအပြည့်အလန်းဆွဆွဲမှုတွေရှိနေသေးပါစစ်သက်ထောက်ခံသူတွေက TNL နဲ့ MDY PDF ပူးပေါင်းတပ်ကဖျက်ဆီးခဲ့တယ်လို့ဆွဆွဲနေချိန်မှာပဲ ဒေသခံတချို့ကတော့တရားကြိုးကြမှုဟာစစ်ကော်မရှင်ကကြောက်မြောင်စစ်သက်စခန်းကနေလက်နက်ကြီးနဲ့ drone တွေပြစ်ခတ်ပြီးနောက်မှာဖြစ်ပေါ်ခဲ့ရလို့ပြောပါတယ်။ဒါပြင်စစ်သက်ဟာလက်ရှိမှာတော်လည်ရေးတပ်တွေထိချုပ်ထားတဲ့စစ်ကူမျိုးနယ်ထဲကိုစစ်ကြောင်းထူဖို့အတွက်ပြင်ဆင်နေပါတယ်။မန္တလေးမိုးကုတ်စင်ကူလမ်းပေါ်ကဇရက်ကွင်းရွာကိုစစ်ကြောထူဖို့ပြင်ဆင်နေတဲ့တည်င်းတွေထွက်ပေါ်လာတာကြောင့်ရွာသူရွာသားတွေတိမ်းရှောင်နေကြရပြီလို့စစ်ရေးတည်င်းမြစ်တွေကပြောပါရီ စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဆိုင်ရာဝါရဖြက်ဆန်လန်းတူကိုဝေဖန်ခဲ့တဲ့ဆိုရဲဆွဆွဲချက်နဲ့ဒရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ယောက်ကိုဖမ်းဆီးလိုက်တယ်လို့မနေ့ကညနေပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်ဖက်စီခင်ရသူတွေကဒရိုက်တာမိုက်တီဇပ်ပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းတို့ဖြစ်ကြပါတယ်သူတို့ဟာမြဝရီရုတ်တန့်ကနေထုံလွင့်တဲ့ ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇက်လန်သူနဲ့ပါဝင်သူတွေကိုလူမှုကွန်ရက်ပေါ်ကတဆင့်ဝေဖန်တိုက်ခိုက်ခဲ့တယ်လို့စစ်ကော်မရှင်ကစွပ်စွဲပါတယ်။ဒီဇက်လန်သူမှာအကယ်ဒမီနေသူမြင့်မြတ်မေမြင့်မှုအပါဝင်ထိတ်တန့်အမှုပညာရှင်တွေပါဝင်တရုပ်ဆောင်ထားပြီးစက်ကားကတော်လရင်အင်အားစုတွေကိုစော်ကားတဲ့စက်ဝတ်ခန်းတွေ ပါဝင်နေဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့စက်ကားလေးဖြစ်ပါတယ်။ စစ်ကောင်မရှင်အစိုးရဖမ်းဆီးခံရသူ၃ယောက်လုံးကိုရွေးကောက်ပွဲကကွယ်တားဆီးရေးဥပဒေနဲ့အရေးယူမှာဖြစ်ပါတယ်ထရိုက်တာမိုက်တီဟာအရင်အားပုံမှန်905ကကြီနဲ့ထောင်ရန်ကြခန့်ခဲရဖူးပြီးခံဝင်တဲ့လူငယ်ခဲ့သူဖြစ်ပါတယ်။သူ့အနေနဲ့လက်ရှိပြည်မှုအပြင်ကြံရှိတဲ့ပြည်တံကိုပါထပ်မံကြခန့်ရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဖန်စီခင်ရသူတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုစစ်စစ်ရမှာတော့ရွေးကောက်ပွဲကိုဟက်တာနောက်ရှဲ့တဲ့အရေးသားမျိုး မတွေ့ရဘဲစက်ကားမှာပါဝင်တဲ့တရုတ်စာတွေကိုအကြံပြုတဲ့သဘောမျိုးပဲတွေ့ရတယ်လို့စစ်စစ်သိရှိချက်တွေကဆိုပါတယ်အခုလိုအမှုပညာရှင်တွေကိုဖန်ဆီးအေးအေးယူတာဟာမံကန်မှုကိုဝေဖန်ခွင့်မရှိတဲ့အာနာရှင်လောက်ရဖြစ်တယ်လို့ပြည်သူတွေကလူမှုကွန်ရက်ပေါ်မှာပြပြင်းထန်ထန်ဝေဖန်မှတ်ချက်ပြုနေကြပါတယ် အခုလိုအမှုပညာရှင်တွေကိုဖန်ဆီးအေးအေးယူတာဟာမံကန်မှုကိုဝေဖန်ခွင့်မရှိတဲ့အာနာရှင်လောရဲ့ဖြစ်တယ်လို့ပြည်သူတွေကလူမှုကွန်ရက်ပေါ်မှာပြပြင်းထန်ထန်ဝေဖန်မှတ်ချက်ပြုနေကြပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလီစိတ် WIA ရဲ့လီရင်ပြေးလန်းကြောင်းကိုပြပြင်းထိတ်သိမ်းမှုတွေပြုလုပ်နေရကြောင်းလီစိတ်ကိုည7:00နာရီကနေမနက်6:00နာရီအထိယာယီပိတ်ထားမှာဖြစ်ပါတယ်။ ညပိုင်းပြန်တန်းခွင့်ပိတ်တာကိုအော်တိုဘာလ29ရက်နေ့ညပိုင်းကစပြီးဒီဇင်ဘာလ33ရက်နေ့အထိစုစုပေါင်း2လအကြာယာယီပိတ်ထားမှာဖြစ်တယ်လို့လေရင်လက်မှတ်အရောင်းဌာနတွေကကြေညာပါတယ်။ဒီလိုညပိုင်းပြန်တန်းခွင့်ပိတ်လိုက်တာကြောင့်လေကြောင်းလိုင်းတွေဟာညဘက်ပြေးဆွဲမဲ့ခရီးစဉ်တွေကိုအချိန်ပြောင်းလဲပြီးပြေးဆွဲပေးဖို့စီစဉ်နေကြပါတယ်။လက်ရှိအချိန်မှာပြည်ပခရီးစဉ်တွေအပေါ်အ धिक တည်ရောက်မှုရှိမှာဖြစ်ပြီး ြည်တွင်းလီကြောင်ခရီးစဉ်တွေကတော့ညဘက်ပြန်တမ်းမှုမရှိဘူးလို့ဆိုပါတယ်။ညပိုင်းခရီးစဉ်တွေအတွက်လက်မဲ့ဖြတ်ထားသူတွေအနေနဲ့ကိုယ့်ရဲ့ခရီးစဉ်အချိန်အပြောင်းလဲတွေကိုလီကြောင်လိုင်းဒါမှမဟုတ်လက်မဲ့ဝယ်ယူထားတဲ့ agency တွေစီကိုတေချာစုံစမ်းမေးမြန်းပြီးတခြားလိုအပ်တဲ့အစီအစဉ်မှုတွေကိုလှုပ်ထားကြဖို့လေလီရင်လက်မဲ့အယောင်ဌာနတွေတတိပေးပြောဆိုထားပါတယ်။